စရာကောင်းလောက်အောင်ရိုးကြောင်ကြောင်နိုင်လောနဲ့အိမ်များတင်းနေတဲ့အိမ်နဲ့မတူတဲ့အိမ်မျိုးမှာခဏလောက်ဖြစ်ဖြစ်နေထိုင်ခြင်းနဲ့စိတ်ကူးတွေဖြစ်ခဲ့ဘူးပါသလားကဘာကြီးကထူးခြားစံပြတဲ့နေရာတွေနဲ့ပြည့်နေနေတာပါလူသားတွေဆိုတာကလည်းပုံမှန်လုံရုပ်လုံစင်တွေကနေခွဲထွက်ပြီးတော့လောက်ကန်ကြည့်ကျင်ပါလေနေကြည့်ကျင်ပါလေဘဝကိုဖျက်တမ်းကြည့်ကျင်ပါလေအဲ့ဒီလိုစိတ်ကူးတွေနဲ့ထူးခြားစံပြစွာစောက်လုပ်ထားတဲ့အိမ်ကလေးတွေရဲ့အကြောင်းကိုဒီနေ့ဗီဒီယိုလေးမှာတင်ဆက်ပေးလိုက်ရပါတယ်အခုမြေတွေ့နေရတာကတော့အသိပံစိတ်ကူးရင်ရုပ်ရှင်တွေရဲ့ဇဝင်တန်းတစ်ခုမဟုတ်ပါဘူး ဧသာလနိုင်ငံတောင်ပိုင်းမှာရှိတဲ့ရွာကလေးတရွာပဲဖြစ်ပါလိမ့်။ဒီရွာကလေးမှာဆောက်လုပ်ထားတဲ့နေအိမ်တွေကကျွန်တော်တို့အခုမြင်တွေ့နေကြပုံစံမျိုးမဟုတ်ပဲအခုလိုမျိုးလုံးလုံးကြီးဖြစ်နေပါလိမ့်။ဒါပေမဲ့အထင်းတော့မသိလိုက်ပါနဲ့哦။ဒီအိမ်တွေကသုံးတက်တိုက်လေးတွေဖြစ်ပါလိမ့်။အခန်းနေရာချထားမှုတွေကိုလည်းသူ့အထက်နဲ့သူသတ်မှတ်ထားရှိပါလိမ့်။မြင်းကြီးတက်မှာအိမ်ခန်းရှိပါမယ်။အလဲတက်မှာတော့ရေချုပ်ခန်းအိမ်သာရှိပါမယ်။အပေါ်ဆုံးတက်မှာတော့လူနေထိုင်ရာအိမ်ခန်းဖြစ်ပါလိမ့်။တော်လေးကိုကောင်းမွန်တဲ့စိတ်ကူးစိတ်တမ်းလို့ပြောနိုင်ပေမဲ့ကျွန်တော်တို့လိုလူတွေရဲ့အမြင်နဲ့ကြည့်လိုက်ရင်တော့ ယူလို့အခုလိုမျိုးတွေဆောက်လုပ်ထားတာလို့ပဲသတ်မှတ်ရမှာပါ။ဘာဖြစ်လို့လဲဆိုတော့အင်္ဂလိပ်ကတည်တည်လေးပဲဖြစ်ပေမဲ့ကုန်ကျစရိတ်ကတော့ကျွန်တော်တို့စီကကုန်စည်းနှုန်းလိုလမ်းပြန်ထွက်နေလို့ပါပဲ။ဒါပေမဲ့ရွာကလေးရဲ့ပတ်ဝန်းကျင်ရှုခင်းတဘာဝအလှအပတွေကတော့အတော်လေးကိုနှစ်လိုပွဲရာကောင်းပါလေ။တခါရောက်သွားပြီးရင်လုံးဝကိုပြန်မထွက်ချင်တော့တဲ့အထေပါပဲ။အခုမြင်တွေ့ရတဲ့အင်္ဂါလဲရုပ်တရက်ကြည့်လိုက်ရင်တော့ဆော့ဝဲတစ်ခုခုနဲ့ဖန်တီးထားတာလားလို့တော့မှထင်မှတ်စရာရှိပါလေ။ဒါပေမဲ့လူတွေကိုယ်တိုင်စမ်းပြတဲ့စိတ်ကူးတွေနဲ့ဆောက်လုပ်ထားတာပါ။ တောင်ကိုရီးယားနိုင်ငံကကျွန်းကလေးတချို့ပေါ်မှာရှိပါတယ်။ထို့ကြသောနဲ့အခုမြေတွေ့နေရတဲ့အတိုင်းမြေမြင်သမျှအရာတွေအလုံးကခရမ်းရောင်တောက်တောက်တွေကြီးဖြစ်နေပါတယ်။လမ်းတွေကအစတရားတွေအလဲလူနေအိမ်တွေအစုံအလုံးကခရမ်းရောင်တွေကြီးဖြစ်နေတာပါ။အိမ်အလုံးပေါင်း400ကျော်၊ရာနဲ့ချီတဲ့တယ်လီဖုန်းရုံလေးတွေ၊လေခွင်းတွေအလုံးကလည်းခရမ်းရောင်တွေပါပဲ။ဒေသခံတွေစားသုံးကြတဲ့အစားအစာတွေအလုံးကလည်းခရမ်းရောင်တွေပဲဖြစ်ပြီးတော့အဝတ်အစားတွေကိုလည်းခရမ်းရောင်တွေပဲဝယ်စင်ကြပါတယ်။ နေကခရမ်းရောင်မချစ်တဘူးဆိုရင်တော့မှဒီခရမ်းရောင်ကျွန်းကိုအလဲသွားမယ်ဆိုရင် ခရမ်းရောင်အဝယ်စားတွေဝစင်သွားဖို့မမေ့ပါနဲ့အခုမြေတွင်းနေရတဲ့အင်္ဂလိပ်ကသေးသေးရှိရှိနဲ့မြင့်မြင့်ပုံစံဖြစ်နေတာပါအထဲမှာအိမ်တော်ပရိဘောဂါတွေကိုအဆင်ပြေအောင်နေရာချထားလို့ရနိုင်ပါမလားဆိုပြီးတော့တွေးစရာရှိပါလိမ့်အိမ်ကအလဲရ15မီတာအနံက1.3မီတာနဲ့အမြင့်က9မီတာရှိပါလိမ့်ဒီဇိုင်နာတဦးဖြစ်တဲ့အာဝင်ဝန်းကဆောက်လုပ်ခဲ့တာဖြစ်ပြီးတော့ပုံမှန်အိမ်တွေမှာပါတဲ့ပရိဘောဂါတွေအားလုံးကိုဒီအိမ်ထဲမှာအဆောင်လင်းထည့်သွင်းထားပါလိမ့်ရေချိုးကန်းပါမယ် အိမ်ခန်းပါမယ်အိမ်ခန်းတစ်ခုတောင်ပါလိုက်ပါသေးတယ်ဒါပေမဲ့အိမ်ထဲမှာသွားလာရတာကိုကအသက်ရှူချက်ချင်းစရာပါမိစေတို့ဆိုရင်ရောဒီအိမ်ထဲမှာနေခြင်းကြပါမလားဒါကတော့အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ရှေးဟောင်းရွာလေးတရွာပါနှစ်ပေါင်း400လောက်အထိတည်တန်းရှိနေပြီလဲဖြစ်ပါတယ်အိမ်တွေအားလုံးကခြေတန်းရှည်တွေဖြစ်ကြပြီးတော့အမိုးကလှေကြီးတစ်စင်းလိုပုံစံမျိုးဖြစ်ပါတယ်ဒီအိမ်တွေကရာသီဥတုဆိုးရွားတဲ့ဒဏ်ကိုခံနိုင်ရည်ရှိတယ်လို့ပါရက်လိမ့်ဆန်တွေရဲ့ရန်ကနေလဲကာကွယ်ပေးနိုင်ပါတယ်အိမ်ရှိမှာတော့ကြွဲကြုံတွေတက်ဆင်ထားတာကိုတွေ့ရမှာပါ ကျွဲကျော်ရေးအတွက်များတဲ့သူကချမ်းသာတဲ့လူတန်းသားအဖြစ်သတ်မှတ်ထားတဲ့ဒလေးလေးရှိကြပါလိမ့်။ဗီဒီယိုကိုဆုံးဖြတ်ကြည့်ကြလို့အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရစေ။နောက်ထပ်ဗီဒီယိုလေးမှာကျွန်တော်တို့ပြန်တွေ့ကြပါမယ်ခင်ဗျာ။